းမမောင်လေးဟာမိဘများနေထိုင်ခဲ့တဲ့ရက်ွက်လေးမှာတွားရောက်စုံစမ်းခဲ့ပြီးမိခင်ဖခင်တို့နေထိုင်ရာအေယာဝရီမြစ်ကမ်းတစ်ပေကဘုံကြီးကျောင်းကိုလိုက်လို့သွားခဲ့ပါတယ်။ကျောင်းဝင်းတဲ့အထိမဝင်သေးပဲကျောင်းခြံစည်းကိုအပြင်ကနေချောင်းကြည့်လိုက်တဲ့အခါမှာတော့ဖခင်ဖြစ်သူဟာတရားအမတ်နဲ့ဇင်းကြံရှောက်နေတာကိုလှမ်းမြင်လိုက်ရတာမို့ကြီးညိုစိတ်နဲ့အတူအဝေးကနေလက်အုပ်ချီလို့ကြောလိုက်မိပါတယ်။ ကျောင်းဝင်းတနေရာကအုတ်တပြက်စီလဲတံကြားနေရတာကြောင့်အတန်လာရနေရာကိုလှမ်းကြည့်မိတဲ့အခါမှာယောဂီဝစ်စုံကိုဝစ်စင်ကတပြက်စီလဲနေတဲ့မိခင်ဖြစ်သူကိုတွေ့မြင်လိုက်ရပါတယ်။ဖေနဲ့မိရောတော့ဖေရဲ့တရားရိပ်မှာခိုလုံပြီးအေးချမ်းနေကြပြီ။ခုနေငါတော့တွေ့ငါ့ကိုကြည့်ပြီးတော့ စိတ်မချမ်းမသာဖြစ်နေကြလိမ့်မယ်ဟမ်ငါတော့မတွေ့တော့ပါဘူးလေကိုမမောက်လေးဟာနောက်ကျောင်းပြန်လဲဖို့လှည့်အထွက်မှာပဲအရှိန်ပြင်းစွာ မောင်းနေလာတဲ့မော်တော်ဆိုင်ကယ်တစ်စီးနဲ့တိုက်မိတာလေးကြပ်သွားပါတယ်အာအနီးဘက်ဝင်းကျင်ကလူများစုယုံရောက်ရှိလာကြပြီးကိုမမောင်လင်ကိုပွေ့ချီကဘုန်းကြီးကျောင်းဝင်းအတွင်ကိုခေါ်လာခဲ့ကြပါတော့လေတခါကြီးတို့ဘာဖြစ်လာကြတာလဲ ူတယောက်ဆိုင်ကယ်တိုက်မိလို့ပါဖေ။ဆိုင်ကယ်သမားတိုက်ပြီးမောင်းမိတော့တာပါဖေ။ဟာခြေတော်ကျိုးသွားတဲ့ပုံပဲနော်။ပရာဒီတာအဖွဲကိုအကူအညီတောင်းပြီးဆေးုံပုံမှာဖြစ်မယ်။ဟာဆေးုံပုံမိတာတော့ဟုတ်ပါပြီ။လူနာရှင်ကိုဆက်သွယ်ရဖို့ရတယ်လူရယ်လေ။လူနာရှင်မရှိပဲဆေးုံသွားတယ်နော်။ဘယ်သူကဆက်ပြီးတောင်းယူမှာတော့။ဟာသူတတိယလာပြီ။ရေတစ်ခါတော့ယူခဲ့ပါကွာ။သူရေတောက်နေတဲ့ပုံပဲ။ကိုမမောင်လေတတိယလာအချိန်မှာတော့သူ့အနီးအနားမှာလူများဝိုင်းလို့နေပြီးလူတယောက်ကသူ့ကိုပွေလို့ထားတာကိုသိလိုက်ရပါတယ် ဝါယုကြည်နေတဲ့လူတွေကြားထဲမှာဟာကင်ဖြစ်သူဥပစင်းကြီးနဲ့မိခင်တို့ကိုလည်းတွေးလိုက်ရပါတယ်။တနာပါရဲ့ခွေလူရဝေးဆွေလေးရတခုထောင်းဆိုသလိုဖြစ်နေရပါပေါ့လား။ဟာအခုဟာခဏကျွန်တော်တို့ဆေးကိုပို့ပြီးမှဖြစ်မယ်လေ။အခုမိသားစုကိုဆက်သွယ်လို့ရမယ်ဖုန်းရှိလား။ကိုမောင်မောင်လေးကခေါင်းကိုရမ်းပြပြီး ဘာမှပြန်မဖြေပဲနှုတ်ဆက်လို့နေလိုက်ပါလေ။ဟောဒီလူကခြေတလုံးအိမ်တိုင်သမားထင်တယ်နော်။ဒီဒီကားလေးကြည့်ရတာပြန်စရာနေရာမှရှိလားမသိပါဘူးကွယ်။သူ့ကိုကြည့်ပြီးဂယုနာတက်စွာပြောနေတယ်။ဥပဇင်းကြီးနဲ့ဘီကင်ကြီးတို့ရဲ့စကားများကြောင့်မိဘနှစ်ပါးလုံးကမိလောင်တံရများရထားတဲ့သူ့ကိုမမှတ်မိကြတော့ဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ကိုမောင်မောင်လင်းစို့နဲ့ကြေကွဲလို့သွားက မျက်ရည်များစီးကြလိုလာပါလေ။အာမငယ်ပါနဲ့လူလေးရေပြန်เสียရနေရမရှိဘူးလေ။ဒီเจ้ามาပဲခဏနေုံပေါ့။เจ้าနိုင်เสียတော့ဘုရားစီမှာအတော်ခွင့်တောင်းပြပါမယ်ကွ။ဒုက္ခရောက်သူကိုကြီးဆောက်ရှုပ်တာမို့ဆရာတော်ကြီးကခွင့်မပြုเสียအကြောင်းမရှိပါဘူးကွယ်။ကဲလေကဲကဲဒီကလေးကို

နေနေပါစီဖုံဖုံဖျားတန်ဃာရဟိုကြီးညိုတဲ့စိတ်နဲ့လူရန်ထားတဲ့မုံတွေကိုတပြည့်တော့မစားမှမဟုတ်ဖျားတို့ကြတပြည့်တော့ငရေကြီးနေပါမယ်ဖျားငရေမကြီးပါဘူးတကားလေးရဲ့ဦးစင်းကိုယ်တိုင်ကတရာကြီးပြူနဲ့ပြန်ပြီးဘေးလူတာမို့လို့စိတ်ရှိရှိနဲ့လားစားပါကွယ်တို့ရဲ့မြတ်စွာဘုရားရှင်ကြီးကိုယ်တော်တိုင်ကဒီလာနာများကိုပြည့်စုံဆောင်ရှောက်ပါမယ်လို့ ဝင်ကြတော်မူထားတာမို့လို့ဘုရားလူတော်ကြောင့်ပေးလူတွေဥစဉ်ရဲ့အလှဒါနကိုလက်ခံပါကွယ်။ယဟန်တန်ကပြန်လူတဲ့သွန်နေမှုတွေစားလို့လေတကားလေးစိတ်ထဲမှာမဝင်မရဖြစ်နေတယ်ဆိုရင်လည်းအင်းဒီကောင်းချမ်းမလာတဲ့ခါကြတော့ကျောင်းဝေရဝိဇ္ဇာတွေကိုတတ်နေကြပြဝိုင်းလို့ပြီးတော့ကုသိုလ်ယူဖို့ကွယ်။ကဲကဲကဲဥစဉ်လေတရားထိုင်ဖို့အချိန်ရောက်ပြီမို့ကြွားဦးမယ်နော်။တင်ပါဗျာ။ကိုမောင်လေးဟာဥပစင်ကြီးကိုကြီးညိုးစွာရှ िख ိုးကြောလိုက်ပြီး ကျောခိုင်းထွက်ခွာသွားတဲ့ဥပစင်းကြီးရဲ့ကြောပြင်ကိုမျက်စိတဆုံးလိုက်ငေးလို့ကြည်နေပြီးပါတယ်။အဖေကိုအခုလိုတာသနာပေါ့မှာတရားတစ်ပါးနဲ့အညီနေထိုင်ကျင့်ကြံနေရအောင်တွေ့ရတော့ဝမ်းသာလိုက်တာပဲ။အဖေရဲ့အပြုစုဆောင်ရှောက်မှုအရှိတ်အောင်မှာရှောင်းနေပါရဲ့နဲ့။ကျွန်တော်ကအဖေရဲ့သားပါလို့ ွေမပြောရဲတော့အောင်မိုင်လုံးကြီးခဲ့တဲ့တာဆူတာမိုက်ကိုခွလပါဖေးခွလပါဖာခဲ့ဖြစ်သူဥပစင်းကြီးကိုစိတ်ထဲကတီးတိုးရေရွက်ခါတောင်းပန်ရင်ဥပစင်းကြီးပေးသွားတဲ့မုံထုံများကိုငုံကြည့်လိုက်မိတဲ့အခါမှာတော့ဟာလမ်းမလေးလေးပါတာပဲငါသားလေးငါသားလေးကလမ်းမဆိုတိတ်ကြိုက်တာ ခုချိန်တော့ဆိုနုနုတော့ငါ့ကိုစိတ်ပူနေမလားပဲငါအိမ်ပြန်ကောင်းမလားကိုမမောင်လေးရဲ့စိတ်စင်ဟာအိမ်စီကိုပြန်ရောက်လို့သွားကတားဖြစ်သူပြောခဲ့တဲ့စကားတံများကိုပြန်လဲလို့ကြားရောက်လာမိပြန်ပါလေဟာညာသူ့လိုရုံညက်စင်ညက်နဲ့လို့ဖေလို့ပြောမှာဒါရှော့တဲ့ဒါပဲနော်တားတဲ့ငင်းနေလာရဲ့အဖေကိုအိမ်ရှိလုံးဝသွားမလာဘူးနဲ့ သိဘူးလားသားတို့အိမ်မှာမနေစေချင်တော့ဘူးသားနဲ့ဝေးရနေရမှာသူ့ကိုတော့ပို့ထားလိုက်ပါကြာငါငါအိမ်ပြန်လို့မဖြစ်ဘူးငါအိမ်ပြန်လို့မဖြစ်ဘူးငါအိမ်ပြန်ငါသားလေးငယ်ရိထက်ကြီးလေးမြတ်စွာဘုရားတပြည့်တော်ရဲ့သားလေးဟာမတိနာမလေတေလို့တပြည့်တော်ပြမပြောဆိုခဲ့တာလေးကိုတပြည့်တော်ခွင့်လွှတ်ပါတယ်ဗျာ တပြည့်တော့ตาလေးဝတ်မလဲပါစီနဲ့ဖေဟာဝတ်မလဲပါစီနဲ့ဖေဟာตาဖြစ်သူအတွက်စိုးရိမ်ပူပန်ခြင်းများစွာနဲ့တုံလုံးခြောက်ချားနေတဲ့ကိုမောင်မောင်လေးဟာမုန်းတုတ်များကိုခြာကလက်အုပ်ချပြီးစူတောင်းနေရင်ကစီးကြလာတဲ့မျက်ရည်များကိုတုပ်လိုက်ပါတယ်အခန်းနောက်တနေရာကနေကိုမောင်မောင်လေးကိုအကဲခတ်ကြည့်နေတဲ့ဒေါ်စန်းမြဟာတပြင်းရှိကြီးတစ်ချက်ကို ဖြင်းညင်းစွာခြာလိုက်ရင်းကအနာကိုရှောက်လို့သွားပါတယ် လူလီခြေတော့တက်တာရဲ့လားဟုတ်ဟုတ်ကဲ့တော့ကြိုက်ခဲနေတော့မေးလားတက်တာတက်တာပါတယ်တော့အတော်လူလီကိုစီလာထိတ်တာဒီမှာလူလီအတွက်လူစီလီလီယူလာတယ်ကွကျေးဇူးတင်ပါတယ်တော့အတော်လေးကျွန်တော်ကြောင့်တာဝန်နေပို့ပြီးတော့ဒုက္ခတွေများနေပြီနော်လူလူချင်းကိုကြီးရိုက်မြင်တာကို ဒုက္ခလို့မမတ်ယူပါဘူးလူလေးရေကဲယုတ်စီလီတော့လဲဟောကိုမပေါင်းလေးဟာမိခင်ဖြစ်သူကမ်းပေးလာတဲ့ဆေးကိုလှမ်းယူကတောက်လိုက်ရင်မျက်ရည်များဝဲလို့လာပါတယ်လူလေးဝမ်းနေနေတာလားပြီးခဲ့တဲ့အတိတ်အကြောင်းတွေကိုမိနိုင်အောင်ကြိုးစားပြစ်စုံပန်တည့်တည့်ရှူပြီး စိတ်ချမ်းသာအောင်နေပါလူလေးရေဝိကျွေးတွေရှိရင်ဒီဘဝနေပြီးကြီးပါစီလို့အတော်ဆူတောင်းပေးပါလေကွယ်ကျွန်တော်အခုလိုမျိုးပြည့်စုံဆောင်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တော်ရဲ့ဒါနဲ့အတော်ကဒီเจ้าမှာပဲမြဲနေတာလားအတော်ကဒီเจ้าရဲ့ ဝေယဝိဆယောဂီဖြစ်နေဒီเจ้ามาပြီအမြင်နေတာပါကွေဟိုအတော်ရဲ့မိသားစုရောမရှိဘူးလားယင်အရင်တော့ကတော့ရှိပါလေလူလေးရေအတော်မာလီဒါလေးတယောက်လေးရှိတယ်ဟိုအတော်ကအတော်ဒါလေးနဲ့အတူတူမနေဘူးလား နေကျင်တာပေါ့လူလေးရေတာသမီးနဲ့အတူမနေကျင်နဲ့မိဘရေလို့လောကမှာဖေးရှိပါမလဲကံကြမ္မာတာလီနဲ့အတူနေခွင့်မပေးတော့ဘူးလေအတူမနေရဘူးပေါ့ဖြစ်တဲ့မြာအကြောင်းအကောင်လို့ပဲမှတ်ပါလေကွယ်ကိုမောင်မောင်လေးဟာမိခင်ဖြစ်သူရဲ့မျက်နာကိုစိုက်ကြည့်ရဲ့ အခုလိုပဲစိတ်ထဲကပြောလိုက်ပါတယ်။ဟောမီးဘာဆိုတော့ my god မီးရုလာခွင့်မပြူဆိုတဲ့စကားကိုဘာလို့မျိုးမပြောခဲ့နဲ့မျိုးတိတ်ထားရလဲဗျာ။ဘာလို့မျိုးမပြောရတာလဲ။ဒါနဲ့လူလေးကအသက်ဘယ်လောက်ရှိပြီလဲ။ကျွန်တော်တက္က53နှစ်ပါတော့။ ။အော်အတော်သားလေးနဲ့ရွေတူပါပဲလား။အတော်သားဟောအခုဘယ်ရောက်နေရလဲ။ပြည်စုံချမ်းသာတဲ့ဘဝတစ်ခုမှာသူမိသားစုနဲ့အတူသာသာရရပျော်ပျော်ရွှင်ရွှင်ရှိနေလိမ့်မယ်ထင်ပါတယ်ကွ။အကြောင်းအကြောင်းတွေကြောင့်အတော်သားလေးစီကိုတွားတွေ့ခွင့်မရပါနဲ့တခါတလေကြတော့လေး အရန်ကိုတွေ့ကျင်မိတာကိုလူချင်းမတွေ့ရပါဘူးအတော်သားလေးအစာစာအရာရာအဆင်ပြေပါစေလို့နေစဉ်နေတိုင်းမြစ်တာပူပြီးနေပါလေကိုတော်ဆန်းပြရဲ့စကားဆုံးမှာတော့ကိုမောင်မောင်လေးရှိုက်ကြီးတင်ငိုချလိုက်မိပါတော့တယ် ူလီလူလီတတိထားလီဘာဖြစ်လို့လဲလူလီရေကျွန်တော်ကျွန်တော်လီကျွန်တော်မေဘူးတတိရတော့ရှိပါတော့လေလူလီမီယာတရှိတင်ရှာမရှိတော့ဘူးလားဒေါ်ဆန်းရရဲ့မေးစကားကြောင့်ကိုမောင်မောင်လေးစွန့်နေလို့သွားပါတယ် ရှိပါသေးတယ်ရယ်ဒါပေမဲ့ကျွန်တော်ဟာကျွန်တော်မိဘကြီးအပေါ်မှာမယိုင်းစော်ခါမိတဲ့သူပါအဲ့ဒီအခုတို့ကံနေကြောင်းလဲအခုလိုပွားမျိုးကိုကျွန်တော်ရောက်နေရတာပေါ့ဒီလိုချင်းနေဒီလိုပွားမျိုးနဲ့ကျွန်တော်မိဘတွေကိုကျွန်တော်တော့ပြီးမတွေ့ဝဲပါဘူးတော့ဟဲ့ ူလီရေမိဘဆိုတာတာသမီဘလောက်ဆူဆူမြစ်တာပြေရွထုံးစံမရှိပါဘူးကွယ်တာသမီရတာတော်စမ်းမြဟာပြောလက်စာစကားကိုဆက်မပြောတော့ဘဲရက်တန့်လို့သွားပါတယ်မြက်ဝန်းထောက်တနေရာမှာမြေကြီးစာလေးများဆူလာတဲ့တော်စမ်းမြကိုကြည့်ပြီးကိုမမောင်လင်းစိတ်แท้ကနေ အခုလိုပြောလိုက်မိပါတယ်။သာသမီရတာနင်းကြတဲ့ဘဝမှာရှိတဲ့မိဘတွေကိုအဖေမိခေါ်မှရှက်ပြီးမောင်းထုတ်တက်ကြတာပါလို့ဘာလို့ပြောစက်မပြောရတာလဲမိ။ကဲလူလေးအတို့လူစရာလေးတွေရှိသေးလို့သွားလိုက်ဦးမယ်နော်။ထိခိုက်မိထားတဲ့တရားတွေကို စီးရီးလေးနဲ့ဦးနော်ဟုတ်ကဲ့ပါတော့ဟုတ်ကဲ့ပါအော်လူလေးလူလေးမိပါရီဦးလေးစိတ်ကနေရည်စူးပြီးညစဉ်ညတိုင်းရှ िख ိုးကြောအိပ်ဖို့မမိပါနဲ့ကိုယ်ဟုတ်ကဲ့ပါတော့ဟုတ်ကဲ့ပါကိုမမောင်လေးဟာမိခင်ပေးသွားတဲ့ဈေးဘူးလေးကိုလက်ထဲမှာကြက်ကြက်ပါအောင်စုပ်ကိုင်လိုက်ပြီး အခုလို့တွေးလိုက်ပြီ။မာတင်ဒီယာမရှိနေတဲ့အတွက်ဖေနဲ့အမေမှာဒုက္ခတွေပုံနေကြပြီ။တချိန်ချိန်မှသာငါသူတို့သားဆိုတော့တိသွားရင်သူတို့ဘယ်လောက်များစိတ်တိခိုင်းနာကျင်ရရှောင်းလဲ။ငါဒီမှာစက်မနေတဲ့တော့ ဟုတ်တယ်ဖင်းနေမျိုးအဖြစ်မှောင်မသိရင်ငါဒီနေရာထွက်သွားမှဖြစ်မယ်ငါဒီနေရာထွက်သွားပြီရောအဲ့လိုပြန်မယ်ဆိုရင်လေဟောမြင်နိုင်ရွှေရှာနေတဲ့ငါရဲ့သားလေးငါသားလေးအကူတူရဖြစ်လိမ့်မယ်ဒီတော့ငါဘာလို့တင်လဲငါငါဘာလို့ရမှာလဲ အတွေးများနဲ့ခြာလဲလဲနေတဲ့ကိုမောင်မောင်လေးဟာအဝေးကိုလှမ်းမြော်ကြည့်လိုက်တဲ့အခါမှာတော့မြစ်ပြင်ကျဲတစ်ခုကို တွေ့မြင်လိုက်ရတာဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာခြာလိုက်ပါတော့တယ်။အဲဒီနောက်ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးလူသူကြီးတဲ့အချိန်မှာခုံကြီးချောင်းဝင်းအတွင်ကတိတ်တဆိတ်ထွက်ခွာလို့သွားပါတော့တယ်။မီးလောင်တံရများနဲ့ခြေထောက်တစ်ဖက်ပြွတ်ဆွဲနေတဲ့လူတယောက်အားခဲလို့ရှောင်းလိုက်ရင်မြစ်ပြင်ကျဲအတွင်တို့ တရွေ့ရွေ့တဆင်းလို့သွားတာပေါ့တော့အနောက်ရွံ့ရွံ့စီကိုဝင်လူစဲနေလုံးနီနီကြီးမှတပါအခြားဘယ်သူမှတိနိုင်မယ်မထင်ပါဘူးခင်ဗျာ